မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေသား27အာဂျီအောင်ဆောင်ပြီးအပိုင်းကျန်ပါသဘောတရားဘယ်သူမှအာအာမဖြစ်ခြင်းဘူးလူမင်းကြီးတည်တူတတ်တူပဲဖြစ်ခြင်းကြရည် မတိမတတ်တောင်မှတေချောင်းတက်ချောင်းဝါကြွားကျင်ကြသည်ဒါပေမဲ့ရံပန်ရံခါမှာအာကျေအောင်ဆောင်တာက တက်ချောင်းပြလိုက်တာထက်အလုပ်ပိုဖြစ်တယ်ကိုရန်သူပြိုင်ဘက်ကိုထူချောင်းတော်ချောင်းတက်ချောင်းမြောက်ထိုးပင်ကိုလှုပ်ပေးလိုက်ခြင်းအပြင်ဒါမှမဟုတ်ကိုရန်သူထက်ညံပြင်းသလိုယူမိုက်သလိုပိတ်သလိုအားသလိုအောက်ချိုးလိုက်ခြင်းအပြင် ကိုချိုးရှာလို့ရတယ်တန်တရာအပြစ်မခံပဲကိုပြေချင်တာတွေကိုတရုတ်ဆောင်ကောင်းမှုနောက်မှာဖုံးကွယ်ထားဖို့ပါ ီနည်းနဲ့ရန်သူကိုစိတ်ကြိုက်ကစားလို့ရတယ်။နေစဉ်ကိုထက်တည်တလို့လို့ဒါတလို့လို့နဲ့အကြောခံရတာလောက်ခံရခက်တာမရှိဘူး။လူလူချင်းသူပါလျက်နဲ့ကိုထက်ညံကောင်းတလို့လို့တည်တလို့တက်တလို့မျိုးအချိုးချိုးခံရရင်ပိုလို့တောင်ဆိုပါရီ။အဲ့ဒီလိုအကြောခံရတိုင်းပြောလို့ရှိတဲ့စင်ကြီးစကားကစာတိတိတာဘာလို့လို့ရမှာလဲ။ဘယ်လောက်တိနိုင်မှာမဟုတ်လို့လဲ။ကိုရီကမှတကယ်လောက်ခဲ့ဘူးလို့တိတာ။သူတိတာကစာတိကိုရီတိတာကကိုတိ ပညာကိုငွေနဲ့ဝယ်ထားတာလေမိဘတွေကချမ်းသာတာကိုငါမိဘတွေလည်းသူတို့မိဘတွေလောက်ချမ်းသာရင်ငါလည်းအခွင့်အရေးခံရမှာပဲမဟုတ်လားခင်တော်မဟုတ်ပါဘူးပြောတတ်ဆိုတတ်ရုံလောက်ကိုတည်တလို့လို့တတ်တလို့လို့အချိုးချိုးနေတာစသဖြင့်အယုတ်တိုက်ပြောတတ်ကြရီအမှန်တကယ်တည်လို့တက်လို့ထက်တေချောင်းတက်ချောင်းလောက်ပြပြီးလူထင်ကြီးခံရတာကအရေးကြီးတလို့လို့ဖြစ်နေတဲ့ခကြီးမှာအတိတန်ပညာနဲ့မတိုင်းတာပဲအသွင်ပြင်းပုံပန်းတရံလောက်နဲ့လူချင်းချင်းဝေဖန်သုံးတတ်တတ်ကြရီ တပတ်သားကိုတိုင်းရိုက်တိုက်ခိုက်ပြီးစော်ကားတာမျိုးမဟုတ်တောင်မှလေအထင်သေးသလိုအကြီးအမြင့်သေးသလိုအပြောလောင်းနဲ့တင်တင်မတက်ဖြစ်သွားနိုင်တဲ့ဆက်ဆက်တိမခံတွေအင်မတန်များတဲ့ခေတ်ကာလကြီးဖြစ်ပါ रे လူမန်ရင်မခံခြင်းစိတ်တွေရှိကြပါ रे မလုံမလဲစိတ်နဲ့မာနစိတ်တွေကြောင့်မခံခြင်းစိတ်ဆိုတာဖြစ်လာတာပါအဲ့ဒီမခံခြင်းစိတ်တွေကိုပဲအခြေခံပြီးလူထင်ကြီးလေးစားခံရတာကိုမတ်မော်ကြတဲ့အတွက် လူပေါင်းလည်းမာတည်တော်သူတတ်တော်သူအဖြစ်သာ နေရပြီးမြောက်စားခံခြင်းကြပါ रे ဒီအခြေခံအချက်ကမှမသိပဲမလုံစိတ်များတဲ့လူတွေအပေါ်ကြောစလို့သွားလုံးမိခဲ့ကြီးအကြီးမားဆုံးသောလူမှုပေါင်းတင်ဆက်ဆံရေးဆိုင်ရာအဖြစ်တင်ပါ रे အဲ့ဒီလိုမဟုတ်ပဲလူပေါ်ကလူဖြစ်ချင်နေတဲ့မလုံစိတ်တမားတွေကိုသူတို့ဖြစ်ချင်ကြတဲ့အတိုင်းဖြစ်ခွင့်ပေးလိုက်ရင်တော့နှစ်ဦးနှစ်ဖက်အစဉ်ပြေသွားပြီးကိုကြိုးထုတ်လို့ရနိုင်ပါ रे တိပြခြင်းတဲ့သူတွေလောက်ပြခြင်းတဲ့သူတွေကိုလောက်ခွင့်မပိတ်ပင်ပြပါစေနဲ့မာလေသူတို့လွဲလေသူတို့ဖြစ်တဲ့အတွက်သူတို့ဖြစ်တဲ့သူတို့ကိုယ်တိုင်ခံကြပါစေလက်ဝင်တရားကကောင်းတာဘာမှမဖြစ်လာနိုင်ပါဘူးတနာလိုပဲဖြစ်ဖြစ်တိတတ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်ရောင်လို့ရောင်ဆရာကြီးသွားမလို့မိပါစေနဲ့လူတက်ကြီးလောက်ခြင်းတဲ့သူတွေကိုလောလောလတ်လတ်လောက်ခွင့်ပေးလိုက်ပါလူတက်ကြီးလောက်ခွင့်ကိုမပိတ်ပင်ပဲခွင့်ပြုထားလိုက်ရင်အဲ့ဒီလိုဆရာကြီးလုံးနေရတာနဲ့တင်းကောင်းတဲ့ပေါ်လာနိုင်တဲ့တန်တရားစိတ် မနာလိုစိတ်နဲ့မကြည်လည်စိတ်တွေသူ့အလုံးလုံးကုစားပီးသားဖြစ်သွားပါလိမ့်မယ်1865ခုနှစ်တုန်းကပရက်ရှာယနေ့ဂျာမနီကောင်စစ်ဝင်အော်တိုဘွန်ပင်မာကာဩစတြေးလျနိုင်ငံနဲ့နှစ်နိုင်ငံသဘောတူစာချုပ်တစ်ခုချုပ်ဆိုခြင်းခဲ့တယ်ခတ်တာကစာချုပ်ပါအချက်အလက်တွေရာဩစတြေးလျအတွက်အကျိုးမြတ်မပါဘဲပရက်ရှာဘက်အတီးတန်းတပတ်သက်တောင်းဆိုထားသလိုဖြစ်နေခဲ့တယ်အဲဒါကြောင့်ဩစတြေးလျရဲ့တာဝန်ရှိသူတွေမပြတ်မနေလက်မှတ်ထိုးအောင်လုပ်ဖို့နီလန်းရှာခဲ့ရတယ် ဖြစ်ချင်သောဩစတြေးလျဘက်ကဆဲလွတ်လိုက်တဲ့ညီနိုင်းရေးတာဝန်ခံတာမတ်ကကွင်းနက်စ်လို့ခေါ်တဲ့အဖဲကစားရတာကိုဝါသနာထူတဲ့ကောင်းဘလုံးမျိုးစားဘလုံးဖြစ်နေပြီကွင်းနက်စ်ကစားတိုင်းမှာအဖဲကစားပေါ်ရဲ့ကစားပုံအမှုရာတွေကိုကြည့်ပြီးဇေယိုက်ကိုခံမှန်းနိုင်တယ်လေထွားလေးရှိသူဖြစ်ကြောင်းဘဲမာကတည်လိုက်ရပါတယ်တရားဝင်ညီနိုင်းရေးအစည်းအဝေးကြီးမစခင်တနေ့အလိုမှာဘဲမာကနောက်ွယ်ကနေကြိုးကင်ပြီး ဩစတြေးလျအုပ်စုနဲ့ညစာစားပွဲတစ်ခုပြီးမှဖဲကစားဖြစ်ကြသလိုမျိုးကြိတ်ပြီးစီစဉ်လိုက်ပါတယ်။ဒီအကြောင်းကိုဘေးမှဘယ်လိုပြန်ပြောထားတာလဲဆိုတော့ဖဲမကင်တပ်ပဲဝင်ကစားသလိုအချိုးမျိုးတွေတ냐အလုံးကစားပေးလိုက်တယ်။ရှုံးလိုက်တာမှတောက်တောက်လေးပဲ။ဒါပေမဲ့ဖဲရှုံးတာကအရင်မကြည့်ဘူးလေ။အတိကဘလုံးကိုပိပိကြီးကြီးလေးလှည့်စားနိုင်ကြတယ်။သူ့အမေမှာဒိုးကအင်မတန်ပေါ်စားပြီးလောက်ရဲဆရဲနိုင်တဲ့သူမျိုးဖြစ်သွားတယ်လို့ရေးထားခဲ့ပါတယ်။ဘေးမကရဲ့ဟန်ဆောင်ကောင်းမှုကြောင့်ဘလုံးရဲ့စိတ်ထဲမှာ ဘင်မာကလူတွေပြောသလိုအထင်ကြီးစရာမကောင်းပဲအတော်လေးအရေးဆုံးပေါ်ဆဆနိုင်သလိုဖြစ်သွားခဲ့တယ်။ဘင်မာကပရက်ရှာလိုမျိုးဆိုတော့ဒေါသကြီးတာမဆန်းပါဘူး။ဒါပေမဲ့ဒေါသကြီးသူတွေအတိုင်းလိုလိုရှိတတ်တဲ့ဇေယျရဲ့အတိုင်းစိတ်တို့စိတ်ဆက်တော့ပေါ်ဆဆနိုင်တဲ့အချိန်ဤဘလုံးကအယုံကြီးယုံသွားတယ်။နောက်တစ်နေ့လက်မှတ်ထိုးကြတော့စာချုပ်ကိုအပေါ်ရန်ဟိုဖက်ဒီပန်းလောင်းနဲ့ပဲလက်မှတ်ရေးထိုးလိုက်ပါလေရော။အာဂျင်အောင်ဆောင်တဲ့ဘေးမကို တကယ်အတလို့ထင်မိသွားခဲ့တဲ့ဘလုံးအမကြီးမှသွားခဲ့တယ် လက်မှတ်ထိုးပြီးလို့အစအစအရရာအတီဖြစ်သွားတော့မှဘယ်မှာကထိုင်ရာအနေထားပြီးဘလုံးကိုကျုပ်တသားနဲ့တကူဒီလိုစာချုပ်မျိုးကိုသဘောတူပြီးလက်မှတ်ထိုးမဲ့ဩစတြေးလျလူမျိုးတယောက်တောင်မတွေ့ခဲ့ဘူးဘူးလို့ပြောလိုက်တော့မှပါဇက်အဟောင်းသားဖြစ်သွားရသည်တရုတ်စကားပုံလေးတစ်ခုရှိတယ်ဝက်ရောင်ဆောင်တန်းမှကြားကိုလွယ်လွယ်တတ်နိုင်မယ်တဲ့မော်စိုးတွေကဝက်လူရောင်ဆောင်ပြီးခြုံတိုးရင်ကြားကိုများခေါ်ပြီးမှဝိုင်းတဲ့အမဲလိုက်နီးကိုပမာယူပြီးစကားပုံထုတ်ထားတာပါ ကြားရဲ့အမြင်မှာတော့ခြုံသားတွေကဝက်ကိုဝင်ဆွဲဖို့မခက်ပါဘူး။ဒါပေမဲ့ဝက်ရောင်ဆောင်ထားတဲ့မုတ်ဆိုးတွေက ကြားအလာကိုတမင်ဆောင်နေတာပါ။ကြားကတော့စားရကန်ကြုံနေလို့တွေးကောင်းတွေးနေလောက်ပဲမြင်တကယ်တမ်းပြုံးပန်းတရားဝင်နိုင်မဲ့သူကမုတ်ဆိုးတွေဖြစ်နေမှာကိုကြေးကြဲမြတ်မြတ်ပါတယ်ဆိုတဲ့ကြားတောင်မတည်နိုင်ပါဘူး။ယုံကြည်မှုလွန်ခဲ့ပြီးခေါင်းလွန်မာတဲ့ကြားလူလူမျိုးတွေကိုဝယ်ရောင်ဆောင်ထားတဲ့သူတွေကအตาလေးအနိုင်ယူတတ်ပါတယ်။အာချင်အောင်ဆောင်တိုင်းတကယ်လို့မထင်လိုက်ပါနဲ့ ကြားလိုလူတွေကမ္ဘာလောကကြီးမှာများသလားဝက်လိုလူတွေကလည်းနေပေတိုင်းမှာရှိနေပါတယ်။တိပြတက်ပြတာကလူထင်ကြီးခံရပေမယ့်အာဂျီအောင်ဆောင်ပြီးနဖိုးပေါ်ထိတ်ကွက်သွားမဲ့လူတွေကအပြတ်အသတ်တာလွန်ခဲတာကိုသိပါ။ယုံကြည်မှုလွန်ခဲပြီးမော်ကြောမောက်မာတဲ့သူတွေကိုအောက်ကျိုးပြပြီးဆက်ဆံပါ။တို့အနေနဲ့တီချောင်းတက်ချောင်းကြွားလေလေမတိတလို့မတတ်တလို့နဲ့နာခံပေးပြီးစိတ်ကြိုက်လှုပ်ဆောင်ပေးလိုက်ပါ။ကြကောင်းတွေ့ရင်တော့တဝါကြီးဝင်ဆွဲပစ်လိုက်ပါ။ လိမ်မဲလိမ်ကြက်ကောင်းပိုင်နိုင်မှလိမ်ပါ လုံမဲလုံအကွက်ကောင်းမှလုံပါရွှေမဲရွှေနေရကောင်းမှရွှေပါသွားမဲသွားခရီးပေါက်နိုင်မှသွားပါရောက်မဲရောက်အခြေတည်နိုင်အောင်ကြိုးစားလိုက်ပါဘယ်တော့မှအကျုံးမခံပါနဲ့အဲ့ဒီလိုပဲကြောကျင်လုံးတဲ့သူတွေရှိလာရင်ကြောကွင်ပေးလိုက်ပါရှေးကသွားတိုင်းခရီးမရောက်ပါဘူးနောက်ကနေလိုက်ပြီးအသာလေးခိုကန်းလိုက်ပါသွားလို့ရပါတယ်ပါနဲ့ပါအထာကိုတီးပါဘယ်တော့မှအထောင်ချောက်တဲ့ဒိုးမဝင်မိစေနဲ့ အာဂျင်အောင်ဆောင်ပါဒါပေမဲ့ဥမသွားအောင်အနေထိုင်စီနေပါပိုက်ကောင်ကအန်ဒီရဲ့ဂျုံရတဲ့အခိုက်အတန့်အတိုင်းဒေဂျင်အောင်ဆောင်ပါရီဒါရဲ့ကြီးတွေနဲ့ထိတ်တိုက်ဆုံတွေ့တိုင်းဒေဂျင်အောင်ဆောင်ပြီးညင်တူအနန်းနဲ့သူ့ကိုယ်သူကာကွယ်တတ်ပါရီအသေးကောင်ကိုလဒါမပါကျန်တဲ့တရဝရီ မစားပေးကြော်သွာခွာသွာတတ်တာကိုတီလိုပါဒါကြောင့်အာဂျင်အောင်ဆောင်တန်ကလည်းအကောင်းဆုံးသောလှည့်စားနည်းဖြစ်ပါရီကိုယ်အတွက်အကျိုးရှိမယ်ဆိုရင်အာဂျင်အောင်ဆောင်လိုက်လို့ဘာမှမဖြစ်ပါဘူး လူပိသားသွားအောင်ခန်းဆောင်ကောင်းလိုက်ပါအခုဖတ်ပြပေးကြတာတော့နီဥပရိသ27အာကျင်အောင်ဆောင်ပြီးအပိုင်းကျမ်းပါဆိုတဲ့နီဥပရိသပဲဖြစ်ပါရယ်ခင်ဗျာဒီနီဥပရိသကနေကျွန်တော်တို့အနေနဲ့လောကကြီးမှာတခါတလေမှာအာကျင်အောင်ဆောင်တတ်ဖို့လိုကြောင်းလဲခြင်းလိမ့်ခြင်းပတ်ခြင်းတဲ့သူတွေကိုသူတို့ရဲ့အကောင့်ထဲပေါ်ပေးပြီးတော့ကိုယ့်ရဲ့အကျိုးအမြတ်ထုတ်ဖို့လိုအပ်ကြောင်းကိုလေ့လာခဲ့ရမယ်လို့ယူဆပါရယ်ခင်ဗျာ ောက်တစ်ပုံမှာလဲနီဥပရေတာ22အလျှော်ပေးပြီးအနိုင်ယူပါဆိုတဲ့နီဥပရေတာကိုဖတ်ပြပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုနာတော်တော်အစီအမိခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ